င်္ဂလာပါရှင်ရန်ကုန်ခရစ်တယ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ချင်းပြည်နယ်ကံပက်လက်မင်းတက်မတူပင်နယ်ပလောဝမြို့နယ်တို့ကဒိုင်းနေမျိုးတွေကိုပေါင်းစည်းအုပ်ချုပ်ရန်ဒိုင်းဒေသနာကောင်စီကိုဖွဲ့စည်းလိုက်ပြီးချင်းလန်ကာကွယ်တပ်ဖွဲ့ဒိုင်းကိုလည်းဖွဲ့စည်းထူထောင်ပါမယ်စစ်ရာဇဝတ်ကိုင်းကိုအပြည့်တိုင်ဖိရှားပြည့်တဲ့အချိန်တည်းကျောက်ဖြူစီမံကိန်းကိုပိတ်ဆို့ရေးယူရတဲ့ဆိုင်းငံရဆန်းတိုင်းရန်တောင်းဆိုတဲ့တဲ့င်းပါဝင် နောက်ဆုံးရတဲ့တဲ့င်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ချင်းပြည်နယ်ကံပလက်မင်းတက်မတူပီနဲ့ပလောက်ဝမြို့နယ်တို့ကဒိုင်းနေမြေတွေကိုပေါင်းစည်းအုပ်ချုပ်ရန် ဒိုင်းဒေသနာကောင်စီကိုဖွဲ့စည်းလိုက်ပြီးဒေသအုပ်ချုပ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်သွားမယ်လို့ဒိုင်းဒေသနာကောင်စီကမနေ့ကထုတ်ပြန်လိုက်ပါတယ်။မေလ16ရက်နေ့ကနေမေလ18ရက်နေ့ထိကျင်းပခဲ့တယ်။ပထမကျင်းဒိုင်းဒေသလုံးဆိုင်ရာပြည်သူညီလာခံမှာကံပက်လက်မင်းတပ်မတူပြီနဲ့ပလောဝမြို့နယ်တို့ကဒိုင်းနေမျိုးတွေကိုပြန်လည်ပေါင်းစည်းဖို့အတွက်သဘောတူညီခဲ့ကြတာလည်းဖြစ်ပါတယ်။အဲ့ဒီဒိုင်းဒေသလုံးဆိုင်ရာပြည်သူညီလာခံမှာ ဒေတာဖွဲ့စည်းပုံနဲ့အခြေခံမူတွေကိုရေးဆွဲအတည်ပြုပြီးဒိုင်းဒေသနာကောင်စီကိုလည်းဖွဲ့စည်းလိုက်တဲ့ပြင်မြို့နယ်၄ခုမှာခေတ်ဆက်ဆက်ပိုင်းခြားအုပ်ချုပ်ခြင်းခံခဲ့ရတဲ့ဒိုင်းနယ်မြေတွေကိုဒိုင်းကောင်စီရဲ့ဥဆောင်မှုနဲ့တစုတစည်းတဲ့အုပ်ချုပ်ရေးတခုတည်းနဲ့ဒေသနာအုပ်ချုပ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်လက်လက်ကန်ကာကွယ်တပ်ဖွဲ့အနေနဲ့လည်းလင်းမြို့နယ်မှာရှိတဲ့တပ်တွေကိုပေါင်းစုပြီး ချင်းလန်းကာကွယ်တပ်ဖွဲ့ဒိုင်းကိုဖွဲ့စည်းခါဒိုင်းရဲကာကွယ်ရေးလုံခြုံရေးပြည်သူတို့အသက်အိုးအိမ်တွေကိုကာကွယ်ရေးလှုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဒိုင်းဒေသနာကောင်စီကဒိုင်းဒေသတွင်းလိုအပ်တဲ့တွဲဆုံညှိနှိုင်းမှုတွေကိုလည်းတပ်ဆိုင်ရာအင်ဂျင်ချင်းမြို့နယ်ဖွဲ့စည်းတော်လဲအင်အားစုတွေနဲ့ဂျိုပန်ဆောင်သွားမှာဖြစ်တယ်လို့နိုင်ငံရေးလူမှုရေးစီးပွားရေးကိစ္စအဝဘကိုလည်းစီမံဆောင်ရွက်နိုင်ရေးအတွက်ဆက်လက်ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။မင်းတပ်ကံပက်လက်မတူပြီနဲ့ တလုံးဝမြို့နယ်၄ခုမှာဒိုင်ကျေးရွာပေါင်း150ကျော်ရှိပြီးလူဦးရေ3000ကျော်ရှိတယ်လို့လည်းသိရှိရပါတယ်။ပထမအကြင်ကျင်းပတဲ့ဒိုင်ဒေသလုံးဆိုင်ရာပြည်သူညီလာခံမှာမြို့နယ်၄ခုကဒိုင်ဒေသကျေးရွာကိုစလဲပြည်သူအုပ်ချုပ်ရေးဖွဲ့ကာကွယ်တပ်ဖွဲ့အထူးဖိတ်ကြားထားသူနဲ့လေလာသူတွေပါဝင်စုစုပေါင်း200ကျော်တယောက်ခဲ့ကြတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။မြန်မာပြည်သူလူတရက်လုံးစစ်နှင်းတွေရဲ့ဆရာနာရှင်စနစ်အမြင့်ပြတ်ကြဆုံးရေး Federal Democracy ရရှိရေးအတွက် ရီမန်းကျဲပန်းနိုင်တူကြီးရဲ့တော်လန်အင်အားစုတွေအားလုံးနဲ့အတူဆက်လက်ပူပေါင်းတိုက်ပွဲဝင်သွားမှာဖြစ်ပြီးချင်းမျိုးသားစီလုံးညီညွတ်ရေးချင်းပြည်တိဆောက်ရေးမှာဘက်လိုက်မှုမရှိပဲချင်းတော်လန်အင်အားစုတွေနဲ့လက်တွဲပူပေါင်းကြိုးပမ်းသွားမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်ဒီတစ်ခါမှာတော့ပြည်ရင်းစည်းဝိုင်းဈေးကွက်မှာအခောက်ရွှေတစ်ကြက်သားမှာ58သိန်း2000ကျပ်နဲ့စံချိန်တင်ဈေးမြင့်တက်သွားပြီးအရောင်းဝယ်လုံးမရတော့ဘဲ ဈေးကွက်ဟာပြက်နေတယ်လို့ရွှေဈေးကွက်အတွင်းကနေစုံစမ်းသိရှိရပါတယ်။အဲဒီလိုရွှေစင်းလုံးစံချိန်တွေမြင့်တက်နေတာကြောင့်ရွှေဆိုင်တွေအလုံးဟာအယောင်ဝယ်ရဆိုင်သွားကဈေးကွက်ပြက်သွားတာဖြစ်တယ်လို့လည်းရွှေကုံတွေတူးကရှင်းပြပါတယ်။လက်ရှိမှာရွှေစင်းလုံးအလွန်မြင့်တက်နေတာကြောင့်စစ်တပ်ဟာရွှေကုံတဲကိုဖမ်းဆီးမှုတွေရှိလာမှာကိုစိုးရိမ်နေကြပြီးရွှေကုံတဲအများစုမှာလည်းစိုးရိမ်ကတင်းရှောင်မှုတွေရှိနေရလို့လည်းသိရပါပါရှင်။စကမ်းအတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ စကိုင်းတန်းချောင်းမြွနဲ့မြပလဲစီစံကိန်းကနေထွက်ခွာလာတဲ့အကျန်းဖက်စစ်သားတွေကိုတိုက်ခိုက်ရမှာစစ်သားပအူးဟာထေသွားရလို့မုံရွာခဲအမှတ်၁၁တရဲ People Defense Force South မုံရွာတပ်ဖွဲ့ကတရင်နဲ့ပြန်ကြားရတဲ့ဝန်ခံဒေါင်းကာရန်ကပြောပြပါဗျ။မေလ၂၉ရက်နေ့မနက်ပိုင်းချိန်ကချောင်းမြွနဲ့မြပလဲစစ်တပ်ကိန်းကနေထွက်ခွာလာတဲ့အကျန်းဖက်စစ်သားတွေဟာမုံရွေတိုးကိန်းဤလမ်းသွားလမ်းလာပြည်သူတွေကိုတားဆီးစစ်ဆေးနေစမှာ ဂျပန်စစ်သား၃ဦးဟာမိုင်းကွင်းတွင်ရောက်ရှိလာစဉ်ဗရိဒါမိုင်း၃လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲလိုမိုင်းခွဲတိုက်ခိုက်မှုကြောင့်ဂျပန်စစ်သား၃လုံးဟာသေသွားခဲ့ပြီးကြံရှိတဲ့စစ်သားတွေကလည်းလက်ကြည့်လက်လက်ငယ်တွေရန်တန်ပစ်ခတ်ခဲ့လို့သိရှိရပါတယ်။ဂျပန်စစ်သားတွေပစ်ခတ်နေတဲ့နေရာမှာပြည်သူအများအပြားရှိနေတာဖြစ်ပြီးတော်လေရဲဘော်တွေဟာပြန်လဲပြစ်ခတ်ခြင်းမပြုလုပ်ဘဲစုတ်ခွာခဲ့ရတယ်လို့လည်းသိရှိရပါတယ်ရှင်။ ရန်ကုန်ကသတင်းတပုတ်ကိုကြည့်အောင်ပါရန်ကုန်မြို့တောင်းကလပါမြို့နယ်ဝေဇန္နာလမ်းပေါ်ကအကျံပဲစစ်တပ်အုပ်စုဝိုင်းမြရီပန်းဆောင်စစ်သားတွေကိုလက်ဖြစ်ပုံးနဲ့ပြစ်သွင်းတိုက်ခတ်ခဲ့လို့ရန်ကုန်မြို့ပြပြောက်ကြားတဖွဲ့ရန်ကုန်အာမေ YNC ကနေသိရှိရပါတယ်မေလ29ရက်နေ့ည6:45မိနစ်လောက်မှာတောင်းကလပါမြို့နယ်ဝေဇန္နာလမ်းပေါ်ကအကျံပဲစစ်အုပ်စုဝိုင်းမြရီပန်းဆောင်စစ်သားတွေကိုလက်ဖြစ်ပုံးနဲ့ပြစ်သွင်းတိုက်ခတ်ခဲ့တာဖြစ်ပြီး ကင်းဆောင်တွေရဲ့အကြက်ဘက်စစ်သားတွေထိခိုက်ဒဏ်ရာရှိမှုရှိနိုင်တယ်လို့လည်းသိရှိရပါတယ်။အဲဒီတခမ်းမှုကိုအနောက်ပိုင်းခံပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖာနဲ့မဟာမိတ်ရန်ကုန်အာမေဝိုင်းတို့ဟာပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အကြက်ဘက်စစ်ကောင်းဆောင်မေရောင်လည်းဆက်ဆက်နေတဲ့သူအလုံးနဲ့မတရားဥပဒေကိုထုတ်ပြီးပြည်သူတွေကိုစစ်မှုထမ်းရေးအပေးအမြပြုနေသူအလုံးကိုတိတိယောက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့လည်း UG ရဲဘော်တွေက ပြောပါတယ်ရှင်။ ဒီတစ်ခါမှာတော့တင်းလာရင်တင်းလာရင်မြို့နယ်တိမ်တော်ရွာကိုအကြမ်းဖက်စစ်တပ်ဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်လက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အတွက်ရွာလုံးကျို့ဟာတင်းရှောင်နေကြရပြီးနေအိမ်တွေထိခိုက်ပျက်စီးမှုရှိတယ်လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါဗါတယ်မေလ24ရက်နေ့မှာတင်းလာရင်မြို့နယ်တိမ်တော်ရွာကိုအကြမ်းဖက်စစ်တပ်ရဲ့ ခမရတရားတည်တရင်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလက်လက်ကြီးနဲ့ရန်တန်ပစ်ခတ်တာကြောင့်နေအိမ်တွေပျက်စီးမှုရှိတယ်လို့လည်းသိရှိရပါတယ်။အကြက်ဘက်စစ်ကောင်စီတပ်သားတွေဟာအသိတော်ရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလက်လက်ကြီးနဲ့ဇက်တိုက်ပစ်ခတ်နေတဲ့အတွက်ကြောင့်ပြည်သူတွေဟာဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲလိုအကြက်ဘက်စစ်သားတွေဟာနှစ်ရချာသုံးရချာတခါမကြာခဏဆိုသလိုအခုလိုပစ်ခတ်နေတာဖြစ်တယ်လို့လည်းဒေသနေပြည်သူတို့ကပြောပြပါရရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့မြန်မာနိုင်ငံမှာဆစ်ရဆိုးခိုင်းကောအပြည့်တိုင်ဖယ်ရှားပြီးကျူးလွန်မှုတွေကိုတာဝန်ခံဖို့ရွေးဦးနိုင်တဲ့အခြေအနေတွေကထူထောင်ခြင်းအထိကြောက်ဖြူစီမံကိန်းကိုစန့်ကျင်ပိတ်ဆို့ရေးယူဖို့နဲ့ဆိုင်းငံရဆိုင်လိုက်ဖို့တောင်းဆိုကြောင်း Defense Myanmar Democracy ကတောင်းဆိုလိုက်ပါတယ်မြန်မာပြည်သူလူထုကိုအမှန်တကယ်ကိုစားပြုပြီး Federal Democracy အခြေခံမူတွေကိုလက်ကင်ပြုထားတဲ့အစိုးရတည်းပေါ်ထွက်ထူထောင်နိုင်တဲ့အချိန်တည်း ကြောက်ဖြူစီမံကိန်းတွေကိုဆိုင်းငံ့ရပ်ဆိုင်းထားဖို့အတွက် Defense မှာ Democracy အဖွဲ့ကနန္ဒကာအတိုင်းဝမ်းကိုတိုက်တွန်းထားတာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ကြောက်ဖြူရင်းနဲ့စိတ်ကန်းတဲ့အထူးစည်းဝိုင်းစုံဟာစီမံကိန်းအကြီးစားတစ်ခုတည်းပို့ပြီးဒီစီမံကိန်းကမြန်မာနိုင်ငံရဲ့ပထဝီဝင်နိုင်ငံရေးနဲ့စီးပွားရေးအခင်းကျင်းကိုပြန်လည်ပုံဖော်ဖို့ဥတည်ပေးမယ်လေနိုင်ငံအချုပ်ချာအာဏာနဲ့ပြည်သူတွေရဲ့လူနေမှုဘဝပေါ်လေးနက်တဲ့တရားမှုတွေလည်းရှိနိုင်တယ်လို့လဲဆိုပါရတယ်။ ကြောက်ဖြူရင်းနဲ့စိတ်ကန်းတဲ့အထူးစည်းဝေးဆုံးတို့ဟာဆရာနာရှင်တန်းရွှေလက်ထက်ကပြည်သူကိုအတိမပေးမတိုင်ပင်ပဲအာနာတီမြဲရတဲ့အကျင့်ပြဲဘိုးချုပ်တစုနဲ့အပေးယူလုပ်ခဲ့တဲ့စီမံကိန်းတွေကတခုဖြစ်တယ်လို့လည်း Defense Myanmar Democracy ကထောက်ပြထားပါတယ်။ဒီစီမံကိန်းကြောင့်ဒေသခံတိုင်းသားလူမျိုးစုတွေရဲ့ဘိုးဘွားဆင်ဆက်မိယာတွေမှာဖိအားနဲ့အာဓမ္မသိမ်းယူခံရကြပြီးဒေသခံတိုင်းသားလူမျိုးစုတွေရဲ့ အသက်မိုးဝမ်းကြောင်းလုပ်ငန်းတွေပျက်စီးဆုံးရှုံးခဲ့ရလို့လဲဆိုထားပါဗျ။စစ်တပ်ပေါ်အာဏာမတက်ရောက်တဲ့ NLD အရက်သားအစိုးရလက်ထက်မှာဒီစီမံကိန်းတွေကြောင့်တရုတ်ကျွင်းလွန်ထောင်ကျောက်ထဲရောက်မဲ့အခြေအနေကနေလွတ်အောင်ပြင်ဆင်နိုင်ခဲ့ပေမဲ့လည်းမတရားအာဏာသိမ်းကြိုးပမ်းမှုကာလမှာကျောက်ဖြူစီမံကိန်းဟာတရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမထိခိုက်တဲ့ကြောင်း လက်ပတ်ပြတ်နေကြတာဖြစ်ပြီးအာနာတိန်စစ်အုပ်စုနဲ့လူမသိသူမသိသဘောတူစာချုပ်တွေလှုပ်ဆောင်နေတယ်လို့လည်း The First Myanmar Democracy ရဲ့ထုတ်ပြန်ချက်ထဲမှာရေးသားထားပါတယ်။လက်ရှိအရခအိမ်မက်တွဲရခိုင်တပ်တော်ကစစ်အုပ်စုတပ်တွေကိုရခိုင်ပြည်နယ်နယ်နိမိတ်ကနေမောင်းထုတ်ဖို့အတွက်ထိုးစစ်ဆင်ချိန်မော့အနိုင်ယူနေတဲ့အချိန်မှာတရုတ်ကစစ်အုပ်စုနဲ့စီမံကိန်းအသက်တွေလှုပ်ဆောင်ဖို့ပြင်ဆင်နေရတွေဟာ အရကဒေသခံပြည်သူတွေရဲ့အနာဂတ်အမဲကိုအနေရပြုတ်ဖျက်ဆီးနေတာဖြစ်တယ်လို့လည်းထောက်ပြထားပါဗျ။စစ်ရာဇို့အခိုင်းကိုအပြည့်တိုင်ဖယ်ရှားပြည့်တဲ့ချိန်တည်းကြောက်ဖြူစီမံကိန်းကိုပိတ်ဆို့ရိတ်ဖို့နဲ့ဆိုင်ငံရဆိုင်ထားဖို့တောင်းဆိုတဲ့ကမ်ပိန်းကိုလည်း Defense Myanmar Democracy ကဥဆောင်ပြုလုပ်နေတာဖြစ်တယ်လို့လည်းသိရပါဗျရှင်။ဟုတ်ကဲ့ပါရှင်။နောက်ရန်ကုန်ခေတ်တည်းမနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါရှင်။ကျမများပါ။